ချက်ကိုကျွန်တော်ပြောလိုပါတယ်။ဒါတွေကတော့တစ်ငင်းငယ်လုပ်ငန်းစဉ်တွေကိုစောင့်တဲ့အခါမှာမယိုးသားမှုနှစ်ငင်းငယ်လုပ်ငန်းစဉ်ကိုအခြားလုပ်ငန်းစဉ်တွေနဲ့တွဲဆက်ထားလို့မှုသုံးတိကျပြသားတဲ့အခြေခံဘူပေါ်မှာခိုင်မြဲစွာယက်တိနိုင်ဖို့အားနည်းခြင်းတို့ပဲဖြစ်ပါတယ်။ပရမချက်အနေနဲ့ငင်းငယ်လုပ်ငန်းစဉ်တွေကိုစောင့်ရတဲ့အခါမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်း stakeholder တွေဟာယူသားကြဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံလွတ်လပ်ရရှိပြီးသားအကြဲကဖဆပါလာအစိုးရဟာအဲ့ဒီခစ်ကအင်အားကြီးမှခဲ့တဲ့ဘကပလက်နက်ကန်တွေနဲ့စစ်ဆက်ညှိနှိုင်းနိုင် အခြေအနေဆောင်ရွက်ခဲ့ပါအဲ့ဒီအခြေအနေပေါ်မှာဘကပအနေနဲ့အခွင့်အရေးယူဖို့အများထုတ်ဖို့ပဲအစဉ်တိုက်လုပ်ဆောင်ခဲ့ပါတယ်သူတို့ရဲ့55လမ်းစဉ်တွေပြောရမယ်1955ခုနှစ်ဘကပဗဟုကွန်ပြည်ရဲ့ချမှတ်တတ်တဲ့လမ်းစဉ်မှာပြည်သူလူထုရဲ့စံတန်းနဲ့အကန့်ကြီးတဲ့ပြည်သူစစ်ရစဲကြီး ီလိုညင်ငယ်ကျွေးကြော်တဲ့တရက်ကိုညီပရီခုနေနဲ့ထုတ်ပြန်ပြီးဤကျွေးကြော်တဲ့ပြည်လူထုကိုဆင်းရဲရမည်ပြည်ရင်းစစ်ကိုဖန်တီးသောတရက်ခါသည်ဖဆပါလာအဆွေရတဲ့ဖြစ်ကြောင်းလှုပ်စော်ဖန်တီးရမည်လို့ချမှတ်ထားတာကိုကျွန်တော်တွေးခဲ့ရပါတယ်ဒါကိုပြန်ပြောရချင်တယ်ဒီနေ့လက်တွေ့ဖြစ်နေတဲ့အခြေအနေကိုထမ်းဆင်လို့ဖြစ်ပါတယ်ဒီကနေ့မှလည်းပြည်ရင်းနဲ့ကပဋိပက္ခတွေဟာတမတော်ကြောင်းပဲဖြစ်ပွားတဲ့အောင် တမိုင်းကိုတို့ကြံဖာတိနေတာကိုလည်းကျွန်တော်တွေ့ပါတယ်။အရှုနိုင်ငံရေးပါတီမတ်နဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဟာဘကပရဲ့1955ခုနှစ်လမ်းစဉ်အတိုင်းပဲဖဆဘလာအစိုးရစုတဲ့စကရက်တရမှာတမတော်ကိုအစာထုတ်ပြီးလွတ်ကျန်ဖန်တီးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပြင်ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြည်ပခတွေဟာတမတော်ရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EEU တွေနဲ့တက်ဆိုင်ပြီး ိုင်ငံတော်ရဲ့တာဝန်ရရကိုတာဝန်ယူထားရတဲ့အစိုးရနဲ့မသက်ဆိုင်မှုဆိုတဲ့အယူဆအစိုးရကဂျာတို့မဟုတ်ဂျာနေတို့မဟုတ်ဒိုင်းတပွဲဆောင်ရပေးမယ်ဆိုယူဆတယ်ကြောဆူတွေလည်းကျွန်တော်ကြားသိနေရပါတယ်ဒိုင်းတန်းတဲ့ကန်တွေဟာနိုင်ငံတော်ကိုစန့်ကျင်တာဖြစ်ပါတယ်တက်လာတဲ့အစိုးရတွေကိုစန့်ကျင်တာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတော်နဲ့အစိုးရတိုင်းကိုတတ်မတော်ကကာကွယ်ပေးနေတယ်ဆိုတာဖြစ်စဉ်ဖြစ်ရများပေါ်မှာဓမ္မထေထန်ကြကြလေ့လာကြည့်ရင်တွေ့နိုင်ပါတယ် 1950ပြည်နှစ်လောက်ကအတွေးခေါ်အယူဆတွေနဲ့လက်ရှိငြိမ်းချမ်းလုပ်ငန်းစဉ်တွေကိုဆက်လက်မောင်းနှင်နေလိုတဲ့သဘောထားတွေဟာမရိုးဖြောင့်ဘူးလို့ကျွန်တော်တို့ပြောလိုပါတယ်။အဲ့ဒီခေတ်ကဖြစ်စားခဲ့တဲ့ဇကားနဲ့ပဲပြန်ပြောရရင်စိတ်ကောင်းချိတ်ပြီးခွေးစားရောင်းဖို့မကြိုးစားပါနဲ့လို့ကျွန်တော်ဆိုချင်ပါတယ်။တမတော်ဟာဖျက်တန်းလာခဲ့တဲ့အတွေ့အကြုံရမဖြစ်သင့်မဖြစ်ထိုက်တာတွေမဖြစ်အောင်ဖြစ်သင့်ဖြစ်ထိုက်တာတွေဖြစ်အောင်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။တမတော်ကထိုးတာဝယ်ယူသူမကို အမျိုးသားရေးတာဝန်ဖြစ်ဥထိပ်ပန်းစီပြီးဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ကျွန်တော်ပြောလိုတာကတော့ငင်းငယ်လုပ်ငန်းစဉ်ကိုအခြားလုပ်ငန်းစဉ်နဲ့တွဲဆက်ထားလုပ်မှုပဲဖြစ်ပါတယ်နိုင်ငံတကာမှာနိုင်ငံတော်ရဲ့အကျိုးစီးပွားအမျိုးသားရေးအကျိုးစီးပွား national interest ရဲ့အရေးကြီးတာဘာမှမရှိပါဘူးဒီမိုကရေစီစနစ်တည်ဆောက်အောင်မှာဥပဒေရဲ့အထက်မှာမြေသူမှမရှိရဆိုတဲ့စကားရဟာဒီမိုကရေစီအုတ်မြစ် ဒီတက်ခံမြဲစေဖို့အခြေခံတိုင်းနိုင်ငံမှာအချက်ဖြစ်တယ်လို့နိုင်ငံတည်ဆောက်ရေး state building တိုင်းပြည်တည်ဆောက်ရေး nation building တည်ဆောက်အောင်မှာလဲအမျိုးသားကျိုးစီးပွားရေးအထက်မှာမိတိပုတ်ဖို့မိတိအဖွဲ့အစည်းများမရှိရဆိုတာကိုခံယူကြမှာဖြစ်ပါတယ်ဒီနေ့ဖြစ်စဉ်များကိုတုံ့တက်ကြည့်ရင်ကျွန်တော်တို့တွေ့နိုင်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အမျိုးသားကျိုးစီးပွားဟာပြည်တော်စုမပြိုကွဲရေးတိုင်းရင်းသားစီတုပ်ကြီးမှုမပြိုကွဲရေးနဲ့အချုပ်ချာအာဏာတည်တဲ့ခံမြေးတွေကိုပဲဖြစ်ပါတယ် ဒီရေးကိစ္စတွေအတွက်ကျွန်တော်တို့ငင်းချဲတိဆက်မှုလုပ်ငန်းစဉ်တွေကိုစောင့်ရနေတာဖြစ်ပါတယ်။ငင်းချဲတိဆက်မှုလုပ်ငန်းစဉ်တွေဟာဒီအမျိုးသားအကျိုးစီးပွားပေါ်မှာအစဉ်အဆက်ရပ်တည်နေဖို့ရည်ညွှန်းနေဖို့လိုပါတယ်။ဒီလိုမျိုးပဲပူလိကဆာနာတွေနိုင်ငံရေးလိုပါတွေအဖွဲ့အစည်းတစ်ခုရဲ့အကျိုးစီးပွားတွေပေါ်မှာဒါအခြေခံတွက်ချက်ပြီးငင်းချဲလုပ်ငန်းစဉ်တွေကိုအခြားလုပ်ငန်းစဉ်တွေနဲ့တွက်ဆက်ထားတာဟာမူလအဓိကဖြစ်တဲ့ငင်းချဲလုပ်ငန်းစဉ်အပေါ်မှာကော တွက်ဆက်ထားတဲ့လုပ်ငန်းစဉ်တွေကူကောအောင်မြင်မှုနဲ့အလောင်းဝေးစီမှာဖြစ်ပါတယ်။တစ်ချက်ကိုတစ်ချက်ပြဆိုတဲ့မြမဆူရွာလှပပေမဲ့တကယ်တကယ်လက်တွေမှာလက်တွေဘဝမှာတော့တစ်ချက်ကိုရင်တစ်ချက်ပြတာဘဝပုံပြီးရည်ကြည့်တယ်လို့ကျွန်တော်ယူဆပါတယ်။တရိယာခြေတင်နေဒီချက်ပြတာတဲ့အခြေခံမှုပေါ်မှာခိုင်မဲစွာယက်တိရည်ဖြစ်ပါတယ်။ညဉ့်ဉဲလုပ်ငန်းစဉ်တွေမှာအခြေခံမှုရှိပြီးဖြစ်ပါတယ်။ ခြေခံမှုကတော့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခိုက်မှု ရစရဲသဘောတူစာချုပ် NCA ပဲဖြစ်ပါ NCA စာချုပ်ဘလို့ဖြစ်ပေါ်လာတာလဲ NCA ထဲမှာဘာတွေပါတယ် NCA ပြစ်ခတ်တိုက်ခိုက်မှုရစရဲသဘောတူစာချုပ်တို့အမိတထားပေမဲ့ NCA ထဲမှာပါတဲ့သဘောတူညီချက်တွေရှိစတဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေဟာပြစ်ခတ်တိုက်ခိုက်မှုရစရဲဆိုတဲ့ပုံမူကျပြတ်နေအနာဂတ်ပြည်တော်စုကို ဘယ်လိုတည်ဆောက်ကြမယ်ဆိုတော့ဒီပါတယ်ဆိုတာကိုကျွန်တော်အချင်းချင်းရှင်းလင်းပြခဲ့ပြီးဖြစ်ပါတယ်မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တိုင်ပတ်မှာဒီလိုအဖွဲ့အစည်းအများစွာနဲ့အချင်းယူညှိနှိုင်းဆွေးနွေးပြီးသဘောတူလက်မှတ်ရထူးထားနိုင်ခဲ့တာမရှိခဲ့ပါဘူးဒါကြောင့် NC ကငြိမ်းချမ်းလုပ်ငန်းစဉ်တွေရဲ့အခြေခံမှုဖြစ်ပါတယ်ဒီပေါ်မှာရေးရင်နေလို့မရပါဘူးတာဝန်ရှိသူများကိုယ်တိုင်ဒီစာချုပ်ပေါ်မှာသဘောထားဝေဝါးနေတာ ရတ္တိကျဲရင်းကြံနေတာတွေဟာအန္တရာယ်အင်မတန်များပါတယ်။ကြဲကြဲပြက်ပြက်စဉ်းစားပြီးခိုင်မမာရတ္တိကအရင်တည်းအားတဲ့လုက္ကံချဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်။စိပညာရဆိုင်ရာမှာကာဝန်ကြီးသည်ကုကြခြင်းတဲ့ပုံပြီးကောင်းတယ်ဆိုတဲ့စကားရရှိပါတယ်။ယခုလက်ရှိကမ္ဘာတစ်ဖက်မှာဖြစ်ပွားနေတဲ့ COVID-19 ကာယောဂါဟာကုသဖို့စီယခုအချိန်ထိမရှိသေးပါဘူး။ဒီကုသဖို့ စေမရှိသေးတဲ့ကပတ်ကောင်ရာကကိုကျွန်တော်တို့ကဘာလူသားတွေဘလို့ရေးဆိုင်နေကြတယ်လဲကာကောချင်းနဲ့ရေးဆိုင်နေကြတာပါဂူခါအားကောင်းချင်းနဲ့ရေးဆိုင်နေကြတာပါတမရွေအဓိကတာဝန်ဟာနိုင်ငံတော်ကာကွယ်တာဝန်ဖြစ်ပါတယ်ကာကွယ်ရေးဆိုတဲ့စကရဟာအလွန်ကျယ်ပြန့်ပါတယ်နိုင်ငံတော်ကာကွယ်ရေးဆိုတာတနင်္ဂနွေနိုင်ငံတနင်္ဂနွေရဲ့နေနေမိကူကာကွယ်ခြင်း ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ရေးဆိုတဲ့ nebel law နဲ့တည်းပြည့်စုံနေပြီလို့ယူဆလို့မရပါဘူး။နိုင်ငံရဲ့အမျိုးသားကျိုးစီးပွားကိုကာကွယ်ရင်းနိုင်ငံရဲ့အနာဂတ်ကိုကာကွယ်ရင်းအထိကြေကြေပြတ်ပြတ်တွေးခေါ်စီမံနိုင်ဖို့လိုအပ်ပါတယ်။ကိုကံအားလို့ခေါ်တဲ့နိုင်ငံရဲ့စီးလို့ညွညွမှုကိုကြစ်လက်ခိုင်မာတောင်တက်အောင်တိဆောက်ဖို့လိုပါတယ်။နိုင်ငံရဲ့နိမိတ်ကိုကာကွယ်ခြင်းအချို့ကြအာဏာကိုကာကွယ်ခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစင်ကိုကာကွယ်ခြင်းကနေတည်း နိုင်ငံရဲ့စီးပွားညွန်ညွန်းမှုကိုပျော်ကွယ်စေမဲ့ကိစ္စတွေနိုင်ငံရဲ့အမျိုးသားရေးကိုခံဆောင်ရတွေရွှေ့ချော်စေမဲ့ဟာတွေကိုကျွန်တော်တို့ဆွံ့လို့ရပါမယ်။တတိရှိရှိဖော်ထုတ်ကြရပါမယ်။ပူးပေါင်းကာကွယ်ကြရပါမယ်။ကျွန်တော်တို့နိုင်ငံရဲ့စီးပွားမှုအမျိုးသားရေးကိုခံဆောင်ရတဲ့ကာကွယ်ဆောင်ရတွေကိုရွှေ့ချော်စေမဲ့ပြည်တွင်းလက်နက်ကပဋိပက္ခတွေအမြန်ခြုံငင်းစေဖို့တပ်မတော်နဲ့တပ်မတော်အနေနဲ့ကြိုးပမ်းဆောင်ရွက်လည်းရှိပါတယ်။ ခေဆက်ဆက်ကျိုးပေါင်းဆောင်ရွက်ခဲ့တယ်လို့ပြည်စုဗမာလေးအနာဂတ်အထိဆက်တဲ့ကျိုးပေါင်းဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအမှုစွာတည်ဆောက်နိုင်ဖို့တပ်မတော်တွေနဲ့နိုင်ငံတော်တည်ငြိမ်ရေးဒိုင်းအန်းသားစီတို့ညီညွတ်ရေးနဲ့လူမှုဘုံမှာဖွံ့ဖြိုးတိုးတက်ရေးဘူပေါင်း၃ရက်ကိုချမှတ်ပြီးနိုင်ငံတော်ရဲ့နိုင်ငံရေးအုပ်ချုပ်ရေးစီးပွားရေးပြည်ပြင်ပြောင်းလဲမှုတွေငန်းစင်နေပါဥပပပွင့်ဆောင်ရွက်လည်းရှိပါတယ်ဒီလိုဆောင်ရွက်ရမှာဒီလိုညီညွတ်ရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုင်းပြည်ရဲ့ပဂတိလိုအပ်ချက်ကပြည်နယ်နဲ့တိုင်းဒေသကြီးတစ်ခုကြီးစီအတွင်းမှာပဲဖွံ့ဖြိုးတိုးတက်မှုကောဟနေရတယ်ကြီးလက်နဲ့မြို့ပြကြားလူနေမှုစနစ်ကောဟနေတာတွေစည်ရင်ချမ်းသာကောဟရတာတွေကိုထိထိရရောက်လက်တွေ့လျှော့ချနိုင်ရမှာဖြစ်ပါတယ်ပြည်တွင်းကောဟချက်များအနေလျှော့ချခြင်းကနေဒေသတွင်းနိုင်ငံတွေအာဆီယံနိုင်ငံတွေနဲ့မိမိတို့နိုင်ငံခြားကောဟမှုတွေကိုလျှော့ချနိုင်ရမှာဖြစ်ပါတယ် ကျွန်တော်တို့နိုင်ငံဟာတဘာဝတရားစတာအပါဝင်အရေးအမြစ်ပေါ်ကျွေးသွားတဲ့နိုင်ငံလို့ပြောကြပါတယ်။ဖန်တင်းသက်တာမှန်ပေမဲ့အလုံးစုံမမှန်ပါဘူး။ရှီပီသားရုပ်ဝတ္ထုအရေးအမြစ်တွေကိုအကျိုးရှိအသုံးချနိုင်မယ့်အသိပညာအတတ်ပညာမြင့်မားကျွမ်းကျင်မှုရှိတဲ့လူသားအရေးအမြစ်တွေကတော့ချွတ်တက်နေစေပဲဖြစ်ပါတယ်။တာရခအနေနဲ့ကျွန်တော်ပြောရလို့ရှိရင်နောက်ဆက်စစ်တေကုနေ့ကထုတ်ပြန်ခဲ့တဲ့ကျွန်တော်တို့နိုင်ငံရဲ့လူဦးရေနဲ့သကောင်စင်းရပညာသင်ကြားရမယ့်အရွယ် အသက်9နှစ်က27နှစ်အထက်အုပ်စု9ခုကိုမေးမြန်းစင်ကောက်ယူတဲ့အခါမှာလူဦးရေ9သမ6တန်းကလုံးဝကြောင်းမနေဘူးလို့ကောက်ယူရရှိခဲ့ပါတယ်။ယခုကျွန်တော်တို့နိုင်ငံလူဦးရေ54တန်းရှိပါပြီ။ဆိုတော့9သမ6တန်းကြောင်းမနေဘူးဘူး။ပညာတတ်မြောက်မှုအားနည်းတယ်ဆိုတဲ့သဘောပါပဲ။ဒီလိုပဲ1990ခုကနေ2019ခုနှစ်27နှစ်ကာလအတွင်းတိုင်းပြည်ရဲ့အရှိန်ပညာရေးစစ်တမ်းကိုကျွန်တော် လေ့လာကြည့်တဲ့အခါမှာဒီ22နှစ်အတွင်းမှာအခြေခံပညာကျောင်းတွေမှာကျောင်းနေတဲ့ကလေး28တန်းရှိခဲ့ပါတယ်2014ခုနှစ်ထိ22တန်းကျောင်းနေခဲ့ပါတယ်2019ခုနှစ်ပြည်စမာရန်တိပညာသင်ကြားသူစုစုပေါင်းက17တန်းပဲရှိပါတယ်ကျောင်းသူကျောင်းနေတဲ့သူတွေကထက်ဝက်ကျော်ဟာပညာရေးမူလတဲ့ပညာရေးမှာပဲလမ်းဆုံးသွားခဲ့တာပါဒီလိုပဲ2010ပြည့်နှစ်ကနေပြီးတော့2000 2000ပြည့်နှစ်ကနေပြီးတော့2009ခုနှစ်ထိစနစ်တာကာလာတင်းကိုလေ့လာကြည့်တဲ့အခါမှာလေကျောင်းနေသူ12တန်းရှိပါတယ်။ပြင်စမာတန်းအခြေခံပညာရေးဒဏ္ဍာရီကိုရောက်ရှိတာ6တန်းနဲ့၄သိန်းပဲရှိပါတယ်။ဒါဟာကျွန်တော်တို့နိုင်ငံလက်ပြပညာရေးအခြေအနေပဲဖြစ်ပါတယ်။အဲ့ဒီ2000 1998ခုကနေပတ်ဝန်းကျင်ကနေ2002ခုနှစ်အတွင်းကျောင်းနေခဲ့တဲ့အရွယ်ကလေးတွေဟာယနေ့18နှစ်ပြည့်ပြီးတော့မှရွေးကောက်ပွဲမှာမဲဆန္ဒပေးကြမဲ့လူငယ်လူရွယ်တွေဖြစ်ပါတယ်။ အနာကပုံဖွဲ့မဲ့လူတွေဖြစ်ပါတယ်။ဒါကြ ပြည်သူတရားလုံးရဲ့ပညာဉာဏ်မရေးဆောင်ရွက်ပေးဖို့လိုပါကြောင်းကျွန်တော်ပြောလိုပါတယ်။ပညာသင်ကြားခြင်းဟာသင်ကြားတဲ့အတတ်ပညာတွေကိုရည်ပူအားဖြင့်ဓာတ်ရဲ့တုံ့ချဆောင်ရွက်ခြင်းတဲ့ပညာသင်ကြားသူတွေရဲ့ကိုယ်ရည်ကိုယ်သွေးအတွေးအခေါ်နဲ့စင်ရှင်တုတ်တန်တန်စားကိုမြင့်တင်ပေးတယ်လို့လေ့လာမှတ်သားပြီးပါတယ်။ပညာရေးပညာရေးအပေါ်မှာမူတည်ပြီးတော့နိုင်ငံတွေကဖွံ့ဖြိုးပြီးနိုင်ငံဖွံ့ဖြိုးတဲ့နိုင်ငံဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံလို့ကိုယ်ပြကိုယ်ပြချမ်းသာနေပါတယ်။ ဒုတိယမှာလည်းဒီလိုပဲဖြစ်ပါတယ်။ပညာရေးနဲ့စောင့်ဆိုင်ပေါ်မူတည်ပြီးတော့အလုကရရှိမှုတာဝန်ပေးမှုတာဝန်ထမ်းဆောင်မှုတွေကွာခြားတတ်မှာဖြစ်ပါတယ်။အယိုးရှင်းဆုံးပြောရရင်အတတ်ပညာတက်လို့ရင်ပထမဆုံးကျောင်းနေရမှာဖြစ်ပါတယ်။ပြီးရင်တင်ယူလေ့လာပြီးစာမှုပဲဖြစ်ရမှာဖြစ်ပါတယ်။ဒါတွေကမိမိကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေဖြစ်ပါတယ်။မိဘတွေအုပ်ထင်းသူတွေကလုပ်ပိတ်နေတာကကျောင်းအနှံပေးတာနဲ့ပညာကျူးစားရုံနဲ့လုံလောက်တဲ့အချိန်ကြီးဖန်တီးပေးတာပဲဖြစ်ပါလေ။ဒီရိုးရှင်းတဲ့သဘောတရားကိုသဘောပေါက်ရင် ွာကွာချားနေဘူးဆိုတဲ့ကိစ္စကိုကျွန်တော်တို့ပြောင်းလဲပြစ်နိုင်မှာဖြစ်ပါတယ်တောင်းဆိုနေတာနေစရာမလိုပါဘူးဒါနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့2019ခုနှစ်အော်တိုဘာလအပြင်မှာကျင်းပခဲ့တဲ့ MC စာချုပ်ချုပ်ဆိုရင်လင်းနေပြီနှစ်ပတ်လည်နေ့အခမ်းအနားမှာဒီမိုကရေစီဖော်ဒရယ်ပြည်ထောင်စုကိုအောင်မြင်စွာပြောင်းနိုင်ဖို့ဘယ်သူမှလာရောက်ကြိုးပမ်းပေးမှာမဟုတ်ဘူးကျွန်တော်တို့နေကျွန်တော်တို့နိုင်ငံနဲ့ကန့်ကြီးတဲ့ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုဖော်ဆောင်တော့မှဖြစ်ပြီးတိုင်းသားပြည်သူလူထု နိုင်ငံသူနိုင်ငံသားတွေကပဲကိုယ်တိုင်ကျူးစရာမှာဖြစ်တယ်ဒီလိုဆောင်ရွက်ရမှာကျွန်တော်တို့ဟာမဖြစ်နိုင်တဲ့နိုင်ငံရဲ့အခြေအနေတဲ့မတိုက်ညီတဲ့ဖြစ်လို့တဲ့ဆန္ဒတစ်ခုတည်းပေါ်မှာအာယုံဆိုင်နေရမယ်အစားဖြစ်နိုင်ချေတွေပေါ်မှာအာယုံဆိုင်ဆောင်ရွက်ခြင်းကညီညွတ်လုံခြုံရေးကိုပုံမမြန်ဆန်ထိရောက်စေမှာဖြစ်တယ်လို့ကျွန်တော်ပြောခဲ့ပူပါတယ်ဒီနေ့ဒီချက်ကမှာဆိုရင်လည်းကျွန်တော်တို့နိုင်ငံဟာပါတီစိုဒီမိုကရေစီထူထူးခြားခြားပွဲကြီးကျင်းပဖို့နှစ်နာကျော်တာဒူတဲ့အချိန်ကာလပဲအချိန်ဖြစ်ပါတယ် ပြည်သူလူထုရဲ့စံနှုန်းကြီးတိဆောက်ကျင်းသုံးနေတဲ့ပါတီစိုဒီမိုကရေစီစနစ်အတွက်ရေကွက်ပွဲကြီးဟာအင်မတန်အရေးကြီးတဲ့လုပ်ငန်းကြိုးဖျက်မဲ့ဖြစ်စဉ်ကြီးဖြစ်ပါနောက်20ပြည့်နှစ်မှာရေကွက်ပွဲရှိတဲ့အတွက်လူ့ရပြည်တရားမျှတတဲ့ရေကွက်ဖြစ်လာစေဖို့ရည်ရွယ်ပြီးတော့မှနောက်18ခုနှစ်ဂျူဒန်လမှာကျင်းပခဲ့တဲ့ပြည်တော်စုညီငယ်ညီလာက27ရာစုပင်လုံတက်တရအစီအစဉ်ပါနောက်20ပြည့်နှစ်မှာချိမပြုတ်လို့မဲ့ပြည်တော်စုညီငယ်ညီလာကအစီအစဉ်မှာညီငယ်စီ ညဉ့်ညဲလုပ်ငန်းစီမဲ့ပြည့်ပြည့်စုံစုံအတွက်ဆောင်ရွက်သွားကြပါလို့ကျွန်တော်အလေးထားတိုက်တွန်းခဲ့ပါတယ်။ထပ်ပြီးတော့လည်း2018ခုနှစ်အောက်တိုဘာလမှာကျင်းပခဲ့တဲ့ NC စာချုပ်ချိုးဆိုရင်၃နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာလည်းတမတော်အနေနဲ့2020ပြည့်နှစ်ညဉ့်ညဲလုပ်ငန်းစီများမှာပြည့်ပြည့်စုံစုံအတွက်တန်ထိတာချထားတယ်။ဒီတန်ထိတာတဲ့ဖြစ်မြောက်အောင်ဆောင်ရွက်ပြီးတိုင်းရင်းသားပြည်သူလူထုလူသားတောင်းတနေတဲ့သာဝရညဉ့်ညဲရေးကိုပြည်သူလက်သို့အရောက်အနှံ့မယ်လို့ကျွန်တော်ထားလောင်းပြောခဲ့ပါတယ်။တမတော်အနေနဲ့ 2019ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီးလက်တွေ့ကောင်ခွဲဖော်နိုင်ဖို့တဲ့မြမငြိမ်းချမ်းရေးလုပ်ငန်းစဉ်တမိုင်းမှာတစ်ခါမှမရှိတဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးနဲ့သာဘရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်တွေကိုထုတ်ပြန်ပြီး2019ခုနှစ်ဒီဇင်ဘာလ21ရက်နေ့ကနေ2019ခုနှစ်စက်တင်ဘာ21ရက်နေ့ထိ9လကြာတစ်ဖက်သက်ပြစ်ခတ်ရစဲပေးခဲ့ပါယခုလ2020ပြည်နှစ်မေလ10ရက်ကနေဩဂုတ30ရက်နေ့ထိပြစ်ခတ်တိုက်ခိုက်မှုထပ်မံရစဲကြောင်ကြေညာပေးခဲ့ပါတယ် ဒါရီရ2030 2030ပြည့်နှစ်နဲ့2035ရွေးကောက်ပွဲအတွေ့အကြုံတွေရနနကပဋိပက္ခရှိနေတဲ့နေရာဒီမှာတည်ငြိမ်မှုရှိစေဖို့နနကအဖွဲ့များရဲ့ဖိအားပေးမှုအောင်မှာမဲဆန္ဒရှင်တွေပြည်သူတွေအကြောက်တရားနဲ့မေးပေးရမယ့်အခြေအနေမဖြစ်စေဖို့အတွက်ရည်ရွယ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။တစ်ဆက်တည်းတည်ငြိမ်အေးချမ်းတဲ့နိုင်ငံတို့ကိုလည်းတိဆောက်နိုင်ဖို့ရွေးချင်းဖြစ်ပါတယ်။သို့သောတက်ဆိုင်ပုဂ္ဂိုလ်များအနေနဲ့အလေးနဲ့ထားမှုအားနည်းကြကြောင်းကျွန်တော်တွေ့ရပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ဖွဲ့ဖြစ်ဖို့ပြည်သူစံတန်းရဲ့ရည်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးတွေကိုဆောင်ရွက်နိုင်မဲ့ရည်ချင်းရှိတဲ့ကုသလေကောင်းတွေရွေးချယ်နိုင်ဖို့အဲဒီရတဲ့ဆင်အရေးချင်းရှိတဲ့အစိုးရကတယောက်ဖြစ်ပေါ်လာစေဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်ဒီလိုတာဝန်ရှိတာနဲ့အညီရင်းနှီးတယောက်လာတဲ့သူအားလုံးကလည်းမိမိတို့တာဝန်ရှိရာတက်ဆိုင်ရာနယ်ပယ်နဲ့ဒေသအသီးသီးမှာကျူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ရုပ်ကောပဲဖြစ်မအောင်အယုံဆိုင်ကြတယ်လို့ လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲဖြစ်စေဖို့ဒုတိယတုန်းကလည်းဝမ်ဝမ်ချူပါဆောင်ပေးစီလိုပါတယ်။ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းလုပ်ငန်းစီတွေမှာဘာတွေလိုပါနေတယ်လဲ။ဘာတွေဖြစ်နေသလဲဆိုတာကိုအခက်အခဲဖြစ်နေတယ်ဆိုတာကိုမြင်အောင်ကြည့်ပြီးပြုပြင်စရာရှိတဲ့ကိုအမြန်ပြုပြင်သွားကြမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစုဆောင်ရမှာမှာငြိမ်းချမ်းရေးတဲ့ရည်ကြီးတဲ့အချက်လုပ်ငန်းမရှိဘူးဆိုတာသဘောပေါက်ပြီးမြို့သားအကျိုးစီးပွားကအချံအကျိုးစီးပွားကင်းရှင်းစွာဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်။ ျွန်တော်အားလုံးဟာမြမားဆိုတဲ့စိတ်နဲ့ဒုတိယတသားရဲ့ညီညွတ်စိတ်ညွတ်ချက်တဲ့စိတ်နဲ့ညီငယ်ပန်းနဲ့ကိုရောက်ထမ်းချမှာဖြစ်ပါတယ်။မကြခင်ကျင့်ပါတော့မဲ့ပါတီစုံဒီမိုကရေစီချစ်ချစ်ရွက်ောက်ဘွဲကြီးကိုလည်းအဖြတ်မှောက်ပယောဂကင်းတဲ့ရွက်ောက်ဘွဲတွေဖြစ်အောင်လွတ်လပ်ပြီးတရားမျှတကျင့်ပါနိုင်အောင်တက်စရာနယ်ဘယ်ဒေသနဲ့ကျူပန်းဆောင်ရွက်